အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးအောင်သိရဲ့ကျွန်တော်ကွန်ပျူတာဆိုတဲ့စောင့်ပါတိုလေးကိုဖတ်ပြပေးခြင်းပါရရှင်။ကျွန်တော်ကွန်ပျူတာကျွန်တော်စာရေးလင်းကွန်ပျူတာနဲ့ရေးလေးရှိသည်။ပထမကတော့လက်နေစနဲ့ရေးခဲ့သည်။အခြားကြောင့်မဟုတ်လက်နေစနဲ့ရေးတော့ခါကာပွန်ထိုးပြီးရိုက်လိုက်ရင်စာမူလက်ခံကျန်နေရသည်။ နောက်အခါဆောင်းပါးများကိုစုရင်စာအုပ်ထုတ်တော်မည်ဆိုရင်ပင်ပင်ပန်းပန်းပြန်လဲစုဆောင်းနေကြမလို့တော့ပဲကိုစီမှာအလွယ်တကူရှိနေသည် တခါတည်းရန်မဂ္ဂဇင်းတိုက်တွေကလည်းပေးလိုက်သောစာမှုပျောက်သွားတတ်သေးသည်ထို့သို့ဖြစ်သည်ကတော့အလွန်နေပါသည်ထို့ကဲ့သို့ပျောက်သွားလင်ကိုယ်ထမလက်ခံရှိနေလေတော့ထိုဆောင်မှုကိုထပ်ပေးလိုက်ရင်ဖြစ်သည်ထိုစင်ကမိတ္တူကူဆက်တွေ့မရှိသည် လက်နှိပ်ဆက်နှင့်စာရေးသက်10နှစ်လောက်ရှိလာတော့ကကျွန်တော်ကွန်ပျူတာနဲ့စာရေးချင်လာသည်ကွန်ပျူတာနဲ့ရေးချင်သည်မှာအခြားကြောင့်မဟုတ် စာပိုက်ကြီးတစ်ခုလုံးကိုနောက်ပို့ရှေ့ပို့လုပ်ချင်တာလုပ်လို့ရသည် ဖြုတ်ချင်ရင်လည်းဖြုတ်ပစ်လိုက်လို့ရသည်ကြားထဲမှာစာထိုးရိုက်လို့လည်းရသည်စသည်စသည်ဖြင့်ကွန်ပျူတာ၏ကောင်း64ရက်တွေကိုကြာနေရစာထဲမှာဖတ်နေရတော့ကြောင့်ဖြစ်သည်ကွန်ပျူတာနဲ့စာရေးချင်သည်မှာ ဖြက်ဖြက်လူနေတော့လေကွန်ပျူတာကိုကိုင်ကြည့်ဖူဖူဝေးစားနင်းနီးကက်ကက်ပင်မမြင်ဘူးတဲ့ထိုစင်က PC ဟုအတူခေါ်ကြတော့တကောသုံးကွန်ပျူတာဆိုဒီမှာညမာပြည်တွင်မရှိသလောက်ရှာနေခြင်းဖြစ်သည်ထို့သို့သောအချိန်မျိုးတွင်ကျွန်တော်ကကွန်ပျူတာဆင်ယူထားနေမိခြင်းဖြစ်သည်ကံကောင်းချင်တော့ထိုစင်ကဗီတိရှတန်မတ်ကြီးကိုညမာစာမြန်မာစကားသင်ပေးနေရခြင်းဖြစ်နေသည်ကျွန်တော်ကမြန်မာငွေအစား အချုံးကြီးအင်္ဂလိပ်ငွေပြန်ရန်ပြောတော့သူကသဘောတူသည် ဥပဒေကခွင့်မပြုပဲအင်္ဂလိပ်ငွေကိုဘယ်လိုလုပ်မှာလဲဟု သူကမေးသေးသည်တမ်မကြီးပဲတင်ထားပေးပါတမ်မကြီးအင်္ဂလန်ကိုပြန်တဲ့အခါကျွန်တော်ဖတ်ချင်တဲ့စာအုပ်ကလေးတွေဝယ်လာပေးဖို့ဖြစ်ပါတယ်ဟုကျွန်တော်ကပြောလိုက်တော့သူကလည်းလိုလိုလားလားပင်တင်ထားပေးသည်ဤသို့အပြင်ကျွန်တော်စာအုပ်တွေဖတ်နေခဲ့သည့်တခါတွင် သူကလည်းအင်္ဂလန်မပြန်ဖြစ်တော့ကြောင်း ကျွန်တော်မှာအင်္ဂလိပ်ငွေအတော်လေးစုမီရတာဖြစ်နေသည်။ E-drain ကွန်ပျူတာယောဂါကတည်တည်တတ်တာကြီးတက်လာပါတော့သည်။ထိုစင်ကတမ်းမကြီးကိုရိုင်းပင်လင်ကွန်ပျူတာမရှိသေး။ဒီတော့လန်ဒန်ရှိကျွန်တော်မိတ်ဆွေတို့ထံကွန်ပျူတာရှာဖွေဝယ်ပေးလိုက်ပါရန်မှားရသည်။ကန့်ဆိုးချင်တော့သူကိုရိုင်းကလည်းကွန်ပျူတာကိုကောင်းကောင်းကင်ပူသည်မဟုတ်သေး။ထို့အပြင်တကောသုံးကွန်ပျူတာတွေကလည်းခုလိုအဆင်မမြင်သေး။သူဝယ်ပေးလိုက်တာက insertere ဆိုရင်ဒီတိုင်းသုံးလုံးမရ system discord ဆက်နှုတ်သည့်ဓာတ်ပြလေးရှိမှလုပ်လို့ရသည်နောက်ပြီးညမစာလေးရိုက်လို့မရအင်္ဂလိပ်စာပဲရိုက်လို့ရသည်ကျွန်တော်မှမြောက်အောင်သည်ရသလုံးကွန်ပျူတာကြီးကိုတကင်ကင်တကြီးကြီးနှင်မယ်အာတာဖြင်းနေရတော့သည် ကျွန်တော်ဝယ်ပြီးလို့6လလောက်ပင်မကြလိုက်ကွန်ပျူတာရေတရရဲ့အစင်မြင်လာလိုက်သည်မှာနောက်ထပ်60လောက်သို့ထိုးတက်သွားတော့သည် နောက်တော့မြန်မာပြည်မှာလည်းကွန်ပျူတာတွေတလဟောဝင်လာတော့သည်ကွန်ပျူတာသင်တန်းတွေလည်းမှုပေါက်တလို့ပေါ်လာတော့သည်ကွန်ပျူတာကွန်ပျူတာနေရတကာကွန်ပျူတာဖြစ်လာတော့ကျွန်တော်လည်းထိုစင်က586ဆိုသည်ကွန်ပျူတာလေးတလုံးလောက်တော့ဝင်လိုက်အောင်မည်ဟုအာခဲပြီးပစံစုလိုက်မိသည်ကျွန်တော်အာခဲနေစင်မှာပင်ကွန်ပျူတာရရဲ့အဆင်တွေကလည်းစင်ကဲစင်ကဲတန်နေပြန်သည်သုံးနေကျွန်တော်တပည့်မောင်နှံတို့ဤ ကွန်ပျူတာစတိုးသို့သွားကြည့်သည်586တလုံးလာဝယ်ခြင်းမသည်ဟုပြောလိုက်တော့တပည့်ရီကဆရာကွန်ပျူတာဝင်အမြင့်ဆုံးကိုဝယ်ထားပါ586တွေပါလေပြန်လှည့်ကြည့်မနေနဲ့တော့ဟိုအဝေးကြီးမှာချန်ရစ်ခဲ့ပြီခုနေဆရာဝယ်ထားလိုက်ရင် နောက်ပိုင်းမှာဆရာ စိတ်ညစ်နေရလိမ့်မယ်နောက်ထွက်လာတဲ့ software အကူပစ္စည်းတွေကိုဆရာသုံးလို့ရမှာမဟုတ်တော့ဘူးဒီတော့အမြင့်ဆုံး Pentium 133ကိုသာဝယ်ထားလိုက်ပါ ျွန်တော်စေတနာနဲ့ပြောနေတာပါတဲ့။ဈေးကုန်မေးကြည့်လိုက်တော့2သိန်း1000တောင်းနဲ့ဒီမှာချင်းကွန်ပျူတာယူဒုက္ခရောက်ပါလေတော့သည်။ကျွန်တော်လက်ထဲခိုင်းထားသည်က586ကလေးဝယ်နိုင်ရော3600တောင်းလောက်ပဲရှိသည်။ငါမတက်နိုင်ဘူးကငါမှ3600တောင်းပဲရှိတာလို့ပြောလိုက်တော့ဆရာယူသွားလိုက်ပါ။ချန်နဲ့ငွေနောက်မှပေးဟုပြောပြီးယူလိုက်တော့ကိုရှိတဲ့ဘဲကစေတနာတလဟောလိုက်ပြီးဆရာမထူးဘူး လေဆာပရင်တာပုံနှိပ်ဆက်ပါယူသွား။ငွေကုန်နောက်မှာရှင်။ရှစ်တောင်းမဲ့ကြတယ်။ဟိတ်ကောင်းလေးတွေလာကြစမ်း။ကွန်ပျူတာရောပရင်တာပါယူသွား။စင်ရအိမ်ကိုလိုက်သွားပြီးဆင်ပေးလိုက်ကြစမ်း။ဒီမှာချင်းတပည့်တယောက်ကအားပေးသေးသည်။ဆရာရဲ့ကွန်ပျူတာဆိုတာဝယ်ပြီးရင်ရှုံးပြီလို့တွတ်ထားရမယ်တဲ့။သူပြောတာမှန်သည်။ဝယ်ပြီးတာနဲ့နောက်မော်ဒယ်အစ်စ်တွေထွက်လာလိုက်တော့ကို့ပစ္စည်းကပြတိုက်ထဲပို့ရတော့မလို့ဖြစ်သွားတော့သည်။ပြန်ရောက်ဖို့မကြိုးစားပါလိမ့်နဲ့။ လက်နှိပ်ဆက်ဖို့လောက်တောင်ရတော့မည်မဟုတ်ဤသို့နှင့်ကျွေးတသိန်းကျော်နှင့်ကွန်ပျူတာပိုင်ရှင်ကြီးဖြစ်လာတော့သည်ကျွေးတသိန်းကျော်နှင့်ပြင်လာသည်ဆိုတော့အင်ကမိမကရန်ထောင်มาလေတော့သည်ကျွန်တော်ကဟေ့မိမငါပြောပြမယ်တေချာနာထောင်မင်းရောငါရောငင်းငယ်ကဆင်းရဲခဲ့ဘူးတယ်ငါပတ်စံငွေကြီးမမတ်မောဘူးဆိုတာမင်းသိတယ်ဒါပေမဲ့ငါမျိုးတွေကိုကွန်ပျူတာနဲ့ကြီးပြင်စေရမယ်မျိုးတွေကိုချီပြီးဝယ်တာလို့ပြောလိုက်တော့ မင်းကိုရင်းနဲ့တက်လိုက်တလို့အဖွားကြီးငြိမ်ချသွားလေတဲ့ကျွန်တော်ကလည်းကွန်ပျူတာနဲ့ပတ်သက်ပြီးဟိုဟာဝဲချင်းဒီဟာလုပ်ချင်ဖြစ်နေတော့အင်ရှင်မနဲ့နှစ်ဦးသဘောတူကတိစာချုပ်လို့ရသည်စာအုပ်ထုတ်ရရာဝင်ကုန်သုံးချိုးနှစ်ချိုးခွဲဝေးရမည်ငွေတရားရလဲသူ60ကျွန်တော်40ပေါ့ဤတို့ဖြင့်အစုပိုးရဲ့စဲရီကိုယာယူနိုင်ခဲ့သည်တကိစ္စပြီးတော့တကိစ္စတက်လာပြန်သည်ကွန်ပျူတာကိစ္စပါပဲ ျွန်တော်ကွန်ပျူတာ Pentium 133ကိုဝယ်ပြီးလို့သုံးလလောက်ရှိတော့ Pentium 166ပေါ်လာသည်အဲ့ဒီနောက်သုံးလလောက်ကြာတော့ Pentium 200ဆိုတာပေါ်လာသည်နောက်6လတစ်နှစ်လောက်ရှိတော့ Pentium 2ဆိုတာပေါ်လာသည်တိတ်ကြလိုက်သည်မချိန် Pentium 3ဆိုတာပေါ်လာပြန်သည်ယခုအီစာရေးနေချိန်တွင်ဘာရီများထပ်ပေါ်နေသည်ကျွန်တော်မသိတော့အဲ့ဒါကျွန်တော်တို့အတိုင်းပြည်အတွက်သာပြောနေခြင်းဖြစ်သည် ိုင်ငံတကာကွန်ပျူတာတွေအကြောင်းကိုမပြောသေး။မပြောတာက ပြောကိုမပြောတယ်လို့မပြောခြင်းဖြစ်သည်။ဒီကြားထဲတွင် ကျွန်တော်က Pentium 3ကို CT Writer ချက်ပြီးလိုချင်နေသည်။ဈေးကိုစနီးနာကြီးလိုက်တော့၄သိန်းလောက်ရှိသည်။ကျွန်တော်စိတ်တွင်ကွန်ပျူတာပညာရပ်ကိုဖီပြီးလိုက်စားခြင်းသည်၊နေလာခြင်းသည်၊သင်ယူခြင်းသည်၊စာရင်းရဖတ်ရလုပ်တွေများလွန်းတော့ကြောင့်ကွန်ပျူတာစာအုပ်တွေကိုဖတ်ပြီးလုပ်ကိုင်းနေရသည်။ ြီးရွယ်ကြီးမှတင်ကျန်းတွေကိုပင်သွားတက်လိုက်ခြင်းသေးသည်ကိုကိုကိုမင်းဆုံးမပြီးအောင်ထားရသည်တင်နှံမတက်ပဲနေပါမည်လားကွန်ပျူတာတွေအင်တာနက်တွေကြောင်းလူလောကကြီးတစ်ခုလုံး၏နေနီးထိုင်ဟန်ဘဝဆန်တွင်တွတ်တွတ်ခါအောင်ပြောင်းသွားတော့မည်ဆိုသော စကားမျိုးတွေကိုကြားနေရသည်ကွန်ပျူတာနှင့်အင်တာနက်ပေါ်လာသောကြောင့်ကျောင်းဆရာမများ၏အခန်းကဏ္ဍပါလျားသွားတော့မည်ဆိုသည့်စကားတွေကိုနားရှံအောင်ကြားနေရသည်မဟုတ်ပါလား ျွန်တော်ကအကြောင်းဆရာတယောက်ဖြစ်သည်မျိုးဆက်သစ်လူငယ်တွေနဲ့မပြတ်ဆက်ဆံနေရသည်ဒီတော့ကျွန်တော်ကဗဟုသုတအရာတွင်သူတို့ရှိကပြေးမနေနိုင်ရင်တောင်းပါသူတို့နဲ့ကြမ်းတူလိုက်နိုင်ခြင်းသည်ဒီလိုမာနရှိနေသောကျောင်းဆရာမအာသင်တယောက်ဒုက္ခရောက်သွားစေသောစကားတစ်ခုကိုပြောလိုက်ရပါအောင်မည်ကွန်ပျူတာဆော့ဖ်ဝဲခေါ်အကူပစ္စည်းတွေတီထွန်လုပ်ဆောင်နိုင်မှုကြောင့်ကတိ80ကျော်ဝသောတထေးကြီးဖြစ်သွားသည် Mr. B. Gate အကြောင်းကို စာဖတ်သူလဲကြားဖို့မြည်ချင်ပါသည်သူကတက္ကသိုလ်ပညာကိုဆုံးခန်းတိုင်အောင်ပေးမသိကြောင်းထွက်သွားသည်ပြင်းလို့မဟုတ်ပေရှင်တည်ခြင်းလို့မဟုတ်မူးယစ်ဆေးဆွဲနေလို့မဟုတ်ကြောင်းတင်ပညာရေးစနေဟာအလွန်နှေးသည်ဘာမဟုတ်တာလေးတွေကိုလင်းနှင်ငါမို့လောက်တင်းယူနေလေတော့ဘဝထဲကအချိန်တွေကိုယူလွန်သည်ထို့ကြောင့်ခုပါတာကိုလှုပ်တော်မြည်တဲ့အခုတော့ဖြင့်သူက ကဘာပေါ်ရင်အချမ်းသာဆုံးတထေစရင်ဝင်ဖြစ်နေလိမ့်မည်။ယခင်ယခင်တထေများကဂုံလာယုံလာ ကတော်ပါရဲ့ပြင်းနေအောင်ကြိုးစားခဲ့ရသည်။သို့မဟုတ်ရင်လည်းငွေရင်းငွေနှီးတွေနဲ့စိတ်ယုံကြည်တွေလုပ်ခဲ့ရသည်။သူကတော့အုံနောက်ကိုပဲအာကိုသည်။တူတူပြောရရင်အတတ်ပညာတစ်ခုရဲနဲ့တထေကျော်ကြီးဖြစ်လာသည်။ပညာခစ်ဆိုတာဂျာပဲလားဟုတွေးနေမိသည်။ဂေါရမအမျက်စွာဖះက ပညာအဓိကဖရာဖြစ်သည် ထို့ကြောင့်ပညာထွန်းကားလိမ့်မည်ဟူသောစကားကိုလည်းတတိယမိလိုက်သေးသည်ပညာခကြီးသို့ရောက်လာပြီထို့ကြောင့်အောင်သိမင်းကကလေးရိကို ရှားပင်ရရင်တင်ပေးချင်ုံကလေးနဲ့ဆရာလုံနေမှာလားဟု ကိုကိုကိုပြန်မင်းနေရသည့်အဖြစ်ကိုရောက်လာနေပါပြီကျွန်တော်ကွန်ပျူတာ Pentium 133G ကိုစိတ်ပြက်လက်ပြက်ကြည့်လိုက်ရင်ရှိမှကျွန်တော်ចောင်းဆရာလုံစားဖို့ စားပေါမလွယ်တော့ဘူးချစ်မရေဟူလဲတွေးပူနေမိသည်ဟုတ်ကဲ့ချစ်မခုဖပြပေးသွားတာကတော့ဆရာကြီးအောင်တင်ရဲ့ကျွန်တော်ကွန်ပျူတာဆိုတဲ့ဆောင်းပါးတို့လေးပဲဖြစ်ပါရဲ့ရှင် အားလုံးကိုကျေးဇူးအများကြီးတင်ပါရဲ့ရှင်